မနေ့တော့ကပဲကျွန်တော်တို့ mobile legend ကနေပြီးတော့ကျွန်တော်မြန်မာပြည်သူတွေအတွက်သိန်းတစ်ထောင်ကျော်ဘိုးကိုအလူတန်းပေးသွားတော့ကျွန်တော်တွင်းမြင်ရတယ်ပေါ့နော်ဆိုတော့ကြောင့်မို့အာကျွန်တော်ဒါကိုမြင်ပြီးတော့တော်တော်လေးလဲဝမ်းသာမိသလိုတော်တော်လေးလဲ PT ဖြစ်မိတယ်ဒါလူလဲခေါ်တယ်ပေါ့နော်ကျွန်တော်တယောက်တည်းခေါ်အောင်မဟုတ်ဘူးအန်ဒီဘီကိုကြည့်နေတဲ့လူက mobile legend ဆော့တဲ့သူ mobile legend diamond ထည့်ဘူးတဲ့သူတယောက်ချင်းစီကဒါ brother တို့ရဲ့အလူလို့လဲတစ်ဖက်တစ်လမ်းကပြောလို့ရတယ်လို့ကျွန်တော်သတ်မှတ်တယ်ဆိုတော့ brother တို့အနေနဲ့ကိုယ့်ကိုလဲဂုံယူသင်းတယ်လို့ကျွန်တော်ဒီ mobile legend အစားလဲ PT ဖြစ်တဲ့နဲ့ပြာဒါလူလဲခေါ်တဲ့နဲ့လို့ ကျွန်တော်ကပထမဆုံးအနေနဲ့ပြောချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာကတော့ကျွန်တော် mobile legend ကကျွန်တော်မြန်မာတွေအတွက်အလူလုတ်တလူမျိုးပဲကျွန်တော်ကိုယ်တိုင်ကလည်းကျွန်တော်တက်နိုင်သလောက်အအလူလုတ်မယ်ပြီးကြတော့ကျွန်တော်အလူတန်းလုတ်ဖို့ကိုလည်းကျွန်တော်ကဒီဗီဒီယိုထဲမှာတိုက်တွန်းသွားမှာပဲဖြစ်ပါတယ်အဲဆိုရမလို့ကျွန်တော်မတိုက်ဘာမှမတိုက်တွန်းခင်မှာကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်တကယ်ကြုံတွေ့ခဲ့ရတဲ့အရာလေးကိုကျွန်တော်ရင်ဆုံးပြောပြမယ် အဲကျွန်တော်အဲ့တုန်းကဆိုရင်ကျွန်တော်တို့ကွန်ဒိုအမြင့်43လွှာရှိတဲ့ကျွန်တော်ကွန်ဒိုမှာရောက်နေရပါတော့။အဲ့ကွန်ဒိုမှာကျွန်တော်73လွှာမှာဆိုတော့မို့ငလင်စားလောက်တုန်းကကျွန်တော်မသိဘူး။ကျွန်တော်ကောင်းမလေးကတော့သိတယ်ပြောတယ်ပေါ့နော်။အဲအဲ့ချိန်မှာကျွန်တော်ဟိုကြည့်တီကြည့်လေးကြည့်ရနေတကယ်လောက်လာတဲ့ချိန်မှာဝုန်းလုံးဝုန်းလုံးဆိုတော့ brother တို့မြင်တဲ့အတိုင်းပဲကျွန်တော်နှစ်ထပ်သုံးထပ်ဆိုရင်တော့မှရမ်းတာတော်တော်ဆိုးတယ်။ဆိုတော့မို့73လွှာဆိုတော့မပြောနဲ့တော့ပေါ့နော်။ဆိုတော့မို့အဲ့ချိန်မှာကျွန်တော်တို့အာဖုတ်ပူမီတိုက်လုံးဝဖက်နဲ့လည်းမဖောက်ဘူး။ ကျွန်တော်တို့ဖုံးလဲမပေါဘူးဘာမှမပေါဘူးအကုန်လုံးအသက်ကိုဖမ်းနှက်ထုတ်ပြီးကျွန်တော်ကောင်မလေးနဲ့ကျွန်တော်အတူတူပြေးဆင်းခဲ့ရတယ်ပေါ့နော်ဆိုတော့ပြေးဆင်းတဲ့အချိန်မှာလည်းပဲကျွန်တော်ကောင်မလေးပြောတဲ့ဥစ္စာကိုကျွန်တော်နည်းနည်းလေးသဘောကျတယ်ပေါ့နော်သူကဘာလဲဆိုတော့အာကျွန်တော်ဘေးနားလေးလို့ကက်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 လေးသူကပြေးဆင်းတာပေါ့နော်အာကျွန်တော်ကပြီးကြတော့အောက်ရောက်တော့ကျွန်တော်ကမေးတာပေါ့ဘာလို့ကက်ကက်ကက်လေးပြေးဆင်းတာလဲလို့မေးတော့ခါကျသူကနေပြီးတော့အဲ့မျိုးတစ်ခုဖြစ်သွားရင်လည်းဥမာပြင်တေးရင်တစ်ခုကပြိုကျလာတယ်ဆိုရင်တော့မှအတူတူသေးရအောင်မလို့ဆိုပြီးသူက ပြောတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကပြောမှလားငိုမှလားဝမ်းတာမှလားမသိဘူးပေါ့နော်ဆိုတော့ကြောင့်မလို့အဲကျွန်တော်ကမှလည်းအဲ့လိုပြောတယ်အဲကျွန်တော်လည်းအဲ့လိုမျိုးဖနှက်မပါဘူးဘာမှမပါပဲကြီးစင်းခဲ့ကြတယ်ကိုယ့်အကူလည်းတကယ်တည်ပြီးလို့ထင်နေရပါတော့နှစ်ယောက်လုံးအာ ပြိုကျနေပြီငါတို့ရေးသေးပြီအဲ့လိုမျိုးကြီးပဲညှော်မှန်းထားတာပေါ့နော်တော်တော်ဆိုးတယ်ပေါ့နော်ကျွန်တော်ကြုံတွေ့ခဲ့အအောက်ရောက်တော့အဖနက်တုံးလုံးကြီးနဲ့အနေရီထဲကိုပြေးချင်ပြေးထိုင်ပြီးတော့အတခြားလူတွေဆိုရင်ဆင်းလာကြတယ်အဲ့လိုမျိုးအများစုမိန်းကလေးအများစုဆိုငိုကြတယ်အဲ့လိုမျိုးအိမ်ကိုဖုံးဆက်ကြတယ်ဘာညာတာကကျွန်တော်ကတော့ဖုံးကပါမလာဘူးတရိုင်းဖနက်တောင်ပါမလာဘူးဗျာဆိုတော့ကျွန်တော်တိုင်းပြေးဆင်းခဲ့ရဖြစ်တယ်ကျွန်တော်ကျွန်တော်ဘာမှလည်းမသိဘူးအဲ့တော့တင်းဆိုရင်လည်းဘာမှမသိဘူးတည်ပြီးလို့ပဲတည်တာဒါပေမဲ့အောက်ရောက်မှအာငါတော်သေးရလွတ်သွားတယ်ပေါ့အဲ့လိုမျိုး အဲ့လိုမျိုးနဲ့ကျွန်တော်တို့ငလင်ပြီးသွားတဲ့အထိကျွန်တော်တို့စောင့်နေပေါ့နော်အဲတနာ ਈ အဲနှစ်နာရီဘေးကင်းတဲ့အထိကျွန်တော်တို့စောင့်နေပြီးကြမှာကျွန်တော်ဖုံးပြန်တက်ယူရယ်ပေါ့နော်အဲဖုံးပြန်တက်ယူပြီးတော့မှကျွန်တော်သတင်းကြည့်လိုက်တဲ့အချိန်မှာဘယ်လိုပြောမလဲအာတကယ်ဝန်းနေစရာတွေအများကြီးတွေ့ရတယ်ပေါ့နော်အထူးသဖြင့်မန်လေးပြကြတော့စကိုင်းအာအထူးသဖြင့်စကိုင်းပေါ့နော်မန်လေးကတော့ကျွန်တော်တို့ကျွန်တော်ကြီးရသလောက်အဲ့တော့ကြီးရသလောက်ဆိုရင်မန်လေးမှာကျတော့ကျွန်တော်တို့ကုရဲလူတွေဘာတွေညာတွေကအဲတူနဲ့တူရှိကြတယ် အဲစကိုင်းပေါ့နော်စကိုင်းကိုဘာလို့အဓိကထားပြောရလဲဆိုတော့ကျွန်တော်ကစကိုင်းမှာအကြာကြီးနေဘူးတယ်စကိုင်းသားမဟုတ်ဘူးဆိုရင်လည်းကျွန်တော်စကိုင်းမှာအကြာကြီးနေဘူးတယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့အဲစကိုင်းမှာရှိရကျွန်တော်အမေကိုအရင်ဆုံးကျွန်တော်ဖုံးဆက်ကြည့်ရဲအဲဆက်သွယ်လို့မရဘူးတည့်တဲ့အတိုင်းပဲအကုန်လုံးတခြားလူတွေလည်းဆက်သွယ်လို့မရဘူးဒါပေမဲ့ကျွန်တော်ထက်ခါတ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 ည့်ရမလားခါတရားတော့မကတည့်ချာတော့မသိဘူးပေါ့နော်ဘယ်လောက်လဲတော့တည့်ချာမသိဘူးအဓိကကျွန်တော်ကကော်မလီယာအဓိကထားယူခေါ်ပေးရပေါ့ဆိုတော့အဲခေါ်လို့ရသွားတဲ့အချိန်မှာတော့ ကျွန်တော်အမေလည်းဘာမှမဖြစ်ဘူးအဲအမျိုးသတင်းကြားတော့ကျွန်တော်လည်းဝမ်းသာသွားတယ်ပေါ့နော်တခြားပစ္စည်းတွေဘာညာတွေကတော့အကုန်လုံးသိရတိုင်းပဲတခြားအိမ်တွေလိုမျိုးပဲဆုံးရှုံးမှုတွေရှိရပါတော့ဒါပေမဲ့လည်းအလူဘာမှမဖြစ်တော့ကြောင့်မကန်ကောင်းနဲ့ကျွန်တော်အနေနဲ့စိတ်တပူအေးသွားတယ်ပေါ့နော်ပြီးပြီဆိုတာနဲ့ကျွန်တော်တငယ်ချင်းတွေအကုန်လုံးအိမ်လိုက်ဆက်သွယ်ပေးတယ်ပေါ့နော်သူတို့တွေကဆက်သွယ်လို့မရဘူးဆိုတော့ကျွန်တော်ဖုန်းကျွန်တော်ကွန်မလီဖုန်းကကြတော့ဆက်သွယ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်မြန်မာပြည်ကိုလမ်းကြီးဆက်သွယ်ပေးတယ်တောက်လျှောက်အဲ့လိုမျိုးလိုက်လုပ်ပေးတယ်ပေါ့နော်လုပ်ပြီးတာနဲ့ကျွန်တော်သတင်းဒီတိုင်း လွှဲအောင်တရင် Facebook ပို့ကြည့်ရပေါ့နော်အဲ့ချိန်မှာအများကြီးအများကြီးထိခိုက်တာကိုကျွန်တော်အနေနဲ့တွေ့မြင်ရတယ်ဆိုတော့မတော်တော်ကြီးလဲအချိန်နေဆိုးရွားကိုတွေ့မြင်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့အာဘယ်လိုပြောမလဲစိတ်မကောင်းလို့ကိုပြောရမယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်ကလည်း brother တို့တော်တော်များပြောတဲ့အတိုင်းပဲကျွန်တော်ရဲ့ဒီ ပြဗီဒီယိုရိုက်တဲ့ဥစ္စာတွေကင်မရာတွေဖုန်းဖုန်းအားစဖက်နဲ့တောင်မပေါဘူးဘုရားသားတို့ရဲ့တကယ်မလားဖုန်းတောင်ပြကြမှာတက်ယူရတာဆိုတော့ကျွန်တော်အနေနဲ့ကဘာမှလည်းဘာမှလုံခွင့်မရှိဘူးပြီးကြတော့ကျွန်တော်အဲ့ကွန်လိုကနေလို့မရအောင်လို့သူတို့ကပြောတယ်ပေါ့နော်ဆိုတော့ကျွန်တော်နေရဲ့ကွန်လိုကနေလို့မရတော့ဘူးတဲ့အဲသူတို့တွေအဲဒီသူတို့စစ်ဆေးမှုလုပ်ပြီးတော့မှပဲနေလို့ရမယ်ဆိုပြီးကျွန်တော်ပြောတယ်ဆိုတော့ကျွန်တော်အနေနဲ့အကုန်လုံးထားခဲ့ရတယ် PC ရေးပါတယ်ညာတွေတခြားကျွန်တော်ရဲ့ဝက်ဆိုက်တွေပါအကုန်လုံးညာတယ်မလားဖုန်းတို့ကျွန်တော်မှရှိရဲ့ laptop လေးလားအဲ့လိုမျိုးအသွင်ဂျိုးလေးတကယ်မလားအဲ့ဒါလေးတွေပဲကျွန်တော်ယူပြီးတော့အဲကျွန်တော်တို့ကျွန်တော်တငယ်ချင်းတယောက်ရဲ့ကောင်းမှုနဲ့ကျွန်တော်ဖုန်း းချောင်းသွားအိတ်လိုက်တယ်ဗောနော်အဲ့နေညမှာတော့အမ်ဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော်ကအခုဒါနဲ့ဆိုရင်ကျွန်တော်ထင်ဗနေရတောင်ရှိတာ3ရက်4ရက်4ရက်တောင်မကတော့ဗောနော်အခုကျွန်တော်ဒီနေ့ဒီဗီဒီယိုရိုက်တဲ့နေ့ကြမှာလဲအခုကျွန်တော်ကွန်ဒိုကျွန်တော်ပြန်ရောက်တယ်ဗောနော်အဲ့မဲ့ပြန်ရောက်တဲ့အချိန်မှာလဲပဲအမ်မနိုင်ပြောရင်တော့1တော့မတအောင်ဘာလို့လဲဆိုတော့အကြောင်းကြီးကနေ item မဟုတ်ပြာသိရမလား အပေါက်ထိုးရမကတော့အကြောင်းကြီးကအချီးကြီးဆိုတော့ကြောင့်ကျွန်တော်ဒီမှာအမနိုင်ပြောရင်ဒီမှာလဲကျွန်တော်အများကြီးအကြာကြီးမနေရဘူးကောနော်ဗီဒီယိုရိုက်တာတော့ ਨੇ လန်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 နဲ့ရရတယ်ပြီးကြတော့ကျွန်တော်ငလင်လုံးမှာကြောက်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလေးဒီအာဒီကမလားဒီလိုမျိုးလေးထောင်ထားတာရာ ငလင်းလောက်ပြီဆိုလူမျိုးလေးကြီးလှုပ်လိုက်ဒါလေးလဲမှာလေတဲ့မှာအချိန်တိုင်းတော့ပြေးရမှာဆိုတော့ကျွန်တော်ကအဲမျိုးလေးကြောက်တာဖြစ်တဲ့အကြောင်းမလို့အခုဗီဒီယိုရိုက်တာတော့ကျွန်တော်လန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 ်နဲ့ရိုက်ရတာပေါ့နော်ဒါကတော့ကျွန်တော်တွေးကြုံခဲ့ရတဲ့အတွေးကြုံ brother တို့ပြန်ပြောပြတာပေါ့နော်ဆိုတော့ငလင်းလောက်တုန်းကကျွန်တော်ရဲ့အတွေးကြုံပြောပြီးသွားပြီဆိုတော့ကျွန်တော်တို့လူဖို့အကြောင်းကိုကျွန်တော်စပြီးပြောမယ်ပေါ့နော်လူဖို့အကြောင်းကိုပြောမယ့်အချိန်မှာကျွန်တော်ကအလူခံပါလားဆိုတော့ထုံးစံတိုင်းကျွန်တော်ကအလူမခံပါဘူး ။ဘာလို့လဲဆိုတော့အဲအချိန်တစ်ခုရောက်လာပြီဆိုရင်ဒီကောင်ကအလူခံတဲ့ပတ်စံနေနဲ့ချမ်းသာလာချမ်းသာလာတာတို့ဘာလို့ညာတို့ကျွန်တော်ကတော့အပြောမခံနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ကအလူမခံဘူးပေါ့နော်။အခုကချမ်းသာနေကြလားဆိုတော့မချမ်းသာဘူးနော်။ brother တို့ကျွန်တော်ကတစ်ခါတည်းဖြစ်လာမယ့်အရာကိုကျွန်တော်ကမဖြစ်ချင်လို့ပြောထားတာပဲရှိတာ။ဆိုတော့ကျွန်တော်ကအဲကျွန်တော်ကိုယ်တိုင် လူခံမှမျိုးမဟုတ်ဘူးဆိုရမလို့ brother တို့အနေနဲ့လူချင်းနေဆိုရင်ကတော့ အဲကျွန်တော်ရဲ့တငယ်ချင်းတွေကိုဘာသာလို့လှူလို့ရတယ်ဘာလို့ကျွန်တော်ရဲ့တငယ်ချင်းတွေလဲဆိုတော့ကျွန်တော်တငယ်ချင်းဘာသာလို့လှူလို့ရမှာ၂ယောက်ရှိတယ်တစ်ယောက်ကတကယ်စကိုင်းမှာနေပြီးတော့စကိုင်းကခက်ခဲတဲ့နေရာတွေကို သူကိုယ်တိုင်လေ့လာပြီးတော့လှူနေတဲ့တယောက်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဘာသာလို့အနေနဲ့ကျွန်တော်အဲပင်ကွန်မန့်နဲ့ description မှာကျွန်တော်သူ့ရဲ့ Facebook profile link လေးကျွန်တော်ချပေးထားမယ် ဘာသာတို့အနေနဲ့သွားချိပြီးတော့သူတကယ်လှုပ်လားမလှုပ်လားတကယ်လူလားမလူလားဆိုတော့ဘာသာတို့သွားပြီးလေ့လာလို့ရမယ်ပြီးတော့ကျွန်တော်ရင်ငွေချင်းလည်းဖြစ်တဲ့ကြောင့်ကျွန်တော်ကတော့ယုံကြည်စိတ်ချတယ်ဆိုတော့ဘာသာတို့အနေနဲ့တကယ်လူချင်းနဲ့ကျွန်တော်ပြောလို့ချင်းတဲ့ခံရမယ့်လူတွေနဲ့လည်းမကြုံညင်ဘူးဆိုရင်ဘာသာတို့သွားပြီးလူလို့ရတယ်ဘယ်လောက်လူလို့ရလဲ1500 KB KB နံပါတ်ပါကျွန်တော်ချပေးထားမယ်ဗျာကျွန်တော် brother တို့နေကြိုက်တလောက်ကြိုက်တလောက် amount ကိုကြိုက်တလို့လူလို့ရတယ်အခုချိန်နေတဲ့လူကကလေးဖြစ်လို့လူငယ်ဖြစ်လို့အဲကျွန်တော်တို့မှမုံမိုးမရလို့ဘာညာတာကရတယ်ကိစ္စမရှိဘူးကနေမင်းနေနဲ့လူကျင်တဲ့စိတ်လေးဖြစ်လာတဲ့ဆိုရင်ကိုအဆင်ပြေတယ်တကယ်လို့တကယ်လူကျင်နေဆိုလဲတထောင်ဆိုလဲဘာမှမဖြစ်ဘူးတထောင်ဆိုလဲဘာမှမဖြစ်ဘူးအများကြီးမလူလို့လဲဘာမှမဖြစ်ဘူးဆိုတော့ brother တို့အနေနဲ့လူကျင်နေဆိုရင်အဲ့လိုမျိုးအဲတကယ်မြေပြင်ဓာတ်ရိုက်ဆင်းပြီးတော့အဲလူနေတဲ့သူတွေကိုလူလို့ရမယ်ပေါ့နော် အဲပြီးတော့စကိုင်းနဲ့မန်လင်းဘာကွာလဲဆိုတော့စကိုင်းမှာကတော့ကင်မဲ့အဲကင်မဲ့သူကမနိုင်ပြောရရင်လုတ်ပေးမဲ့သူတွေကအများကြီးမရှိပါဘူးကျွန်တော်တို့မန်လင်းမှာကတော့ အဲ့လိုပြောမျိုးကြီးပြကြီးလည်းဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အနေနဲ့အနှဲငယ်ရှိတယ်ပေါ့နော်ကျွန်တော်လုံလောက်တယ်လို့တော့ကျွန်တော်ကိုယ်တိုင်လက်တွေ့ကွင်းဆင်းနေရမဟုတ်တဲ့ကြောင့်ကျွန်တော်အများကြီးအမချောင်းလို့ဘူးဒါပေမဲ့ကျွန်တော်စကိုင်းမှာကတော့တကယ်အချင်းနေဆိုးရတယ်ဘာလို့လဲဆိုတော့ကျွန်တော်အမေကိုယ်တိုင်ကျွန်တော်ပြောပြရတယ်ပေါ့နော်သူဈေးဝယ်ထွက်ပြီးဆိုရင်တောင်မှအဲ့မျိုးတိုက်ပြူနေတာတို့ဘာလို့ရဲ့ဘေးခလန်းလန်းကဆိုရင်ကိုဘယ်လိုပြောမလဲအနက်နေရနေပြီပေါ့နော်ကျွန်တော်အဲ့လိုမျိုးပုံနဲ့နေကျွန်တော်ရနေပြီအဲ့လိုမျိုးအတူအတွေ့အကြုံကျွန်တော်ပြန်ပြောပြရတယ်ပေါ့နော် အဲ့ဒါကလည်းတကယ်လားဆိုကျွန်တော်တငငချင်းမျိုးလည်းမေးကြည့်ရောအဲ့ဒါမျိုးကတကယ်ဖြစ်နေတာပါကျွန်တော် brother တို့အနေနဲ့အာတကယ်လှူခြင်းနဲ့ ဆိုရင်ကတော့တော်နေရပြောတယ်ကျွန်တော်အဲ mention ခေါ်ပေးထားတဲ့ Facebook account မှာသွားပြီးတော့လူလို့ရတယ်သူ့ account မှာဆိုရင်လည်းပဲဘာတွေလုပ်နေလဲဆိုတော့သူကိုယ်တိုင်တင်ပေးတယ်ပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ရဲ့တငငချင်းဖြစ်တဲ့ကြောင့်ယုံကြည်စိတ်ချပါတယ်ကျွန်တော် brother တို့အနေနဲ့လူချင်းနေဆိုရင်လူလို့ရတယ်ပေါ့နော်ပြန်နောက်ထပ်တစ်ယောက်ပါအဲ့နောက်ထပ်တစ်ယောက်ကတော့သူကတော့ဒူဘိုင်းမှာအဲနေနေတယ်ထင်တယ်ပေါ့နော်သူအလုပ်လုပ်နေတယ်ထင်တယ်အဲကျွန်တော်သိချာတော့နေရတော့သိချာမသိဘူးဒါပေမဲ့သူ့ရဲ့တငငချင်းတွေကတကယ်လက်တွေ့စကိုင်းမှာ လုတ်ပေးနေတယ်အဖွဲနှစ်ဖွဲရှိရလို့ကျွန်တော်အမ်ကြားထားရတယ်ဆိုရင်မကျွန်တော်သူ့ကိုလည်းကျွန်တော်အလူငွေထည့်ထားတယ်ပေါ့နော်ကျွန်တော်ကျွန်တော်တည်းရဲ့လူ၂ယောက်ရဲ့ Facebook profile link ကိုကျွန်တော်ချပေးထားမယ်ပေါ့နော်ဆိုတော့ brother တို့အနေနဲ့သွားပြီးတော့ မေးပါ တကယ်ဟုတ်မှတကယ်လူလို့ရပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဘလောက်လူပါသိရမလားမင်းတို့ယုံကြည်စိတ်ချစွာလူလို့ရပါတယ်ဘာညာတာကကျွန်တော်အားမချောင်းပါဘူးဒါသာတော့အနေနဲ့သူတို့ရဲ့လောက်ရက်တွေကိုကြည့်ပြီးတော့သွားပြီးတော့လူသိမ့်မလူသိမ့်ကိုကိုရန်ဆုံးဖြတ်ပြီးတော့မှလူကြဖို့အတွက်ကျွန်တော်တိုက်တွန်းချင်ပါတယ်နောက်ထပ်တစ်ချက်အနေနဲ့အခုချိန်မှာအဲဘယ်လိုပြောမလဲလူခိုင်းတဲ့လူတွေကအများကြီးရှိတယ်ဗျဆိုတော့ဒါသာတော့အနေနဲ့ အဲ့လူခိုင်းတဲ့လူအများကြီးတဲမှလေအဲ့လိုမျိုးဂျင်းထဲတဲ့လူတွေကိုလည်းရှောင်သိမ့်တယ်ဒီချိန်မှာဆိုရင်စီဝါရေးလှုပ်ပြီးတော့အဲလှုပ်ချင်တဲ့အကောင်တွေရှိရပါတော့စီဝါရေးလှုပ်ချင်တဲ့အကောင်တွေရှိရဲ့ page 2တွေတည်မှာတခြားလူရဲ့ပုံတွေယူသုံးပြီးလှုပ်တာမျိုးတွေတည်မှာတခြားလူတွေလူနေတဲ့ပုံတွေကို page 2လို့ဘာလို့လို့ညာလို့လှုပ်ပြီးတော့လူခိုင်းနေတဲ့ page တွေအများကြီးရှိရပါတော့ဘာသာတို့အနေနဲ့က ဲ့လိုမျိုး page တွေကိုရှောင်နိုင်မှုတော့လိုအပ်တယ်ဒီ video ကြည့်နေတဲ့အချိန်မှာလူငယ်တွေပါတယ်ဆိုရင်လည်းစိတ်မငင်းနဲ့ကိုဘလောက်လူလဲဆိုတာအရေးမကြီးဘူးကိုဘလောက်လူကျင်တဲ့စိတ်ရှိနေတယ်ဆိုတာပဲအရေးကြီးတယ် okay လားမသိဘူးဆိုတော့ brother တို့အနေနဲ့ကျွန်တော်ဒီနေ့ပြောချင်တာကတော့ကျွန်တော်ကတော့လုံခြုံပါတယ်အခုလောလောဆယ်ပေါ့နော်ဒါပေမဲ့လည်းအခုကျွန်တော်နေနေတဲ့ကွန်ဒိုကအဲ့ရတယ်အများကြီးရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီကွန်ဒိုမှာကြာကြီးဆက်နေလို့တော့မရဘူးကျွန်တော်နေရာပြောင်းမှရမယ်ပေါ့နော်ဆိုတော့မလို့ကျွန်တော်ကအခုလောလောဆယ်ကိုကျွန်တော် save ဖြစ်နေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့လည်းကျွန်တော်နေခဲ့တဲ့ဇာတ်ကိုင်း ပြီးကြတော့မန်လေးမြို့ တို့မှဆိုရင်တကယ်ကိုကုညီလိုအပ်နေတဲ့လူတွေအများကြီးရှိတယ်လို့ကျွန်တော်ကြားတယ်ပေါ့နော်အဲတကယ်အဲကုညီနေတဲ့လူတွေလည်းအများကြီးရှိတာကိုကျွန်တော်တွေ့မြင်ရတယ်တကယ်လည်း PT ဖြစ်မိတယ်တို့ဥစားကျွန်တော်ဖြစ်နိုင်ကျွန်တော်ကိုယ်တိုင်လည်းဆင်းပြီးတော့ကျွန်တော်လည်းကုညီပေးခြင်းတယ်ပေါ့နော်ဒါမှလည်းအခုကကျွန်တော်ကဘဏ်ကောင်းမှရောက်နေတာဖြစ်တဲ့ကြောင့်မလို့အဲကျွန်တော်အနေနဲ့ပြန်တော့လာဖို့အတွက်အဆင်မပြေသေးဘူးဆိုရမလို့ကျွန်တော်အနေနဲ့ငွေအားဖြစ်မယ်ကျွန်တော်ကုညီနိုင်အောင်မယ်အဲနောက်ဆုံးအနေနဲ့ဒီပြိုကြည့်နေတဲ့သူတွေကိုကျွန်တော်တခုလောက်အခွင့်တောင်းခြင်းတယ်ပေါ့နော်အဲ့ဒါကမကြခင်မှာကျွန်တော်ဗီဒီယိုလေးတွေပြန်တင်လို့ရမလားဆိုတာမျိုးပေါ့နော်ကျွန်တော်ငလင်းဆောက်လုပ်ကလေးကအခုချိန်ကြီးကျွန်တော်ဗီ ိုတွေမတင်ဘူးကျွန်တော်နားထားတယ်အဓိကတော့ကျွန်တော်ကိုယ်တိုင်တခြားလူတွေပင်ပန်းဆင်းရဲနေတဲ့အချိန်မှာကျွန်တော်အနေနဲ့အဲကျွန်တော် BU တင်ဖို့တည်းမန်တိုင်းပြောရင်လိပ်ပြမလုံဘူးပေါ့နော်။ဆိုတော့ကျွန်တော်အဲ့တော့ကျွန်တော် BU ရေမတင်မနဲ့နေခဲ့တယ်။အဲကျွန်တော်နောက်ရက်နေ့လည်းတင်မှာတင်အောင်မှာတော့မဟုတ်ဘူး။ဒါပေမဲ့လည်းမကြခင်ပါပေါ့နော်။ကျွန်တော်ပြန်တင်လို့ရမလား။အဓိကအကြောင်းပြချက်ကပါလဲဆိုတော့ကျွန်တော်အနေနဲ့ကအဲဘယ်ကြောင် BU တွေတင်မှပဲအဲကျွန်တော်ကဝင်ငွေရတာပေါ့နော်။အဲဒီဝင်ငွေနဲ့ပဲကျွန်တော်ကရက်တီနေရဖြစ်နေကြမှာကျွန်တော်ရက်တီဖို့အတွက်ရော အဲပြီးကြတော့ကျွန်တော်ဒီလိုအပ်နေတဲ့နေရာတွေမှာကျွန်တော်စကိုင်းမှာလိုအပ်နေတဲ့နေရာတွေကိုလှူဖို့အတွက်ကရောကျွန်တော်အတွက်ကဒီဗီဒီယိုလေးတွေမကြခင်မှာပြန်တင်ဖို့တော့လိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ကြီးစုတဲ့သူတွေရှိမှကျွန်တော်ကပတ်ဆံရမယ်အဲ့ပတ်ဆံရမှကျွန်တော်ကိုယ်တိုင်နေထိုင်ဆက်တောက်လို့ရမယ်ပြီးတော့လိုအပ်နေတဲ့နေရာတွေကိုကျွန်တော်ပြန်လှူလို့ရမယ်ပေါ့နော်ဆိုတော့မို့အဲ့အမျိုးလေးတွေဆက်ဆက်နေတာဖြစ်တဲ့ကြောင့် brother တို့အနေနဲ့အဆင်ပြေရယ်ဆိုရင် မကြခင်မှာကျွန်တော်ဗီဒီယိုပြန်တင်လို့ရမရကိုအကြံလေးပေးခဲ့ကြပါအောင်ဆိုတော့ကျွန်တော်ကျွန်တော်အနေနဲ့အဲ့ဒါလေးတော့တခုတော့တောင်းဆိုချင်တယ်ပေါ့နော်ကျွန်တော် brother တို့အနေနဲ့အဲတခုတော့ပြောပေးခဲ့ကြပါအောင်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကဒီနေ့အတွက်လောက်ပါပဲကျွန်တော်တို့မနိုင်ပြောရင်တော့မင်္ဂလာရှိမနေတဲ့အချိန်ခါတော့ဖြစ်တယ်ဆိုရင် brother တို့အနေနဲ့အားလုံးအတင်းထားကြဖို့အတွက်ကျွန်တော်ကအဲတိုက်တွန်းချင်ပါတယ်